ဖောက်ပြန်ခံရတဲ့စိတ်ဒဏ်ရာကြောင့်မို့လို့တဲ့နေ့စဉ်နဲ့အမျှအချိန်တိုင်းပါဒီအကြောင်းပဲတွေးနေမိတယ်တဲ့ငါ့ဘောဘာလို့လုံးရက်တာလဲသူကငါ့ထပ်ဘာတွေတာနေလို့လဲ ငါတလောက်ကောင်းပြီးခဲ့တာကိုစသဖြင့်ဒီအတွေးပေါင်းများစွာနဲ့တဖြည်းဖြည်းနဲ့အိတ်မပြောတာအစားတောက်ကြီးပြက်တာအပြင်နဲ့ရင်ထဲမှာလည်းမွန်းကျက်ပြီးတော့ရင်ဘတ်တွေလည်းအောင့်လာတယ်ဘလို့လုံးဝမဲဒီချဲတဲ့ဟင်မိုသရပီနဲ့မယူနိုင်ဘူးလို့အဲ့တော့ဒီလိုဖြစ်နေပြီဆိုလို့ရှိရင်တော့ကျမတို့ဒီပြဿနာထဲမှာမနေနဲ့ပြဿနာရဲ့အရင်ဘက်ကထွက်ဆိုပါစို့ကျမတို့ဇာကားတကားကြည့်တဲ့အခါမှာတော့အပြင်ကပွဲကြည့်ပြိတ်သက်နေနဲ့ကြည့်တဲ့အခါဘယ်သူဘလို့ပြဿနာမျိုးဘလို့ဖြေရှင်းရမလဲ ဘယ်အချိန်မှာဘယ်လိုလုပ်လိုက်ရမလဲဆိုတော့ကျွန်တော်တို့ငင်ရတယ်အဲ့တော့အဲ့လိုပဲအဲ့ပြဿနာတွေမှာမနေနဲ့အပြင်တခြားသူတယောက်နေရာနေကြည့်ပြီးတော့အကယ်၍သာကိုရှိမှဒီလိုလူတယောက်ဖြစ်နေပြီးကြုံလာပြီဆိုလို့ရှိရင်ကိုရဲ့တငယ်ချင်းတယောက်ဖြစ်နေပြီဆိုကိုဘယ်လိုအကြံတွေပေးမှာလဲအဲ့အကြံဉာဏ်တွေကိုကခြားရင်ခြားရပြီးတဲ့အခါမှာဘာလုပ်ရမှာလဲဆိုရင်ဒီခံစားချက်တွေဒီပြဿနာတွေဒီဖြစ်ရတွေအကုန်လုံးကိုဒီနေ့ဒီချိန်ဒီနိုင်မှာပဲထားခဲ့ပြီးလွှတ်ချခဲ့ပြီးငါ့ရဲ့အနာဂတ်အတွက်ငါတည်မသွားတော့ဘူးလို့မျက်လုံးလေးကိုပါလေးမှိတ်ပြီးတော့မှကိုကသုံးချိန်တိတိပြောပြမိမယ် ပြောပြီးတဲ့အခါကျလို့ရှိရင်ခုနကိုချရေးထားတဲ့သင်ငန်းစာတို့ပြန်ဖတ်မယ်ပြန်ဖတ်ပြီးတဲ့အခါကျရင်နော်ကိုအဲ့အကြောင်းတွေကိုပေါ်လာတဲ့အချိန်ညာတခြားကောင်းတဲ့အရာပြန်ပြောင်းပြီးတော့တွေးကြည့်ဒီလိုလုပ်ချင်းအဖင်းကဒီကိုရဲ့စိတ်တန်ရာတွေကိုတတ်တာစီတယ်ဗီဒီယိုလေးကအကျိုးကြောင့်ရရတယ်ဆိုရင်အခြားထားခဲ့ခံရတဲ့သူဖောက်ပြန်ခံရတဲ့သူတွေဘဟုတုတရရသွားအောင် သူတို့အသုံးချလို့ရအောင်ရှယ်သွားဖိဖိခွင့်ပြုပေးလို့ရပါတယ်။နောက်ကဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတွေမှာရောထားခဲ့ခံရတဲ့သူဖောက်ပြန်ခံရလို့အခုလိုမျိုးဒီမိတ်ဆွေလိုမျိုးဖြစ်နေတဲ့သူတွေရှိတာရှိတယ်ဆိုရင်ဝမ်းကိုမိုက်ခဲ့ပြီးပါကျေးဇူးများရတယ်ပါတယ်ရှင့်။နောက်ဗီဒီယိုမှာဆက်ဆောင်ကြမယ်နော်။